အားလုံးပဲမင်္ဂလာပါရှင်။ရွှေခေအော်ဒီယိုဘုတ်မှကြိုဆိုပါရစေ။ဒီနေ့ဖပြပေးမယ့်စာအုပ်အမည်ကတော့ဝင်းကြီးချုပ်ဦးနုရေးသားခဲ့သောတာတေစနေသားစာအုပ်ဖြစ်ပါတယ်။အခန်း၁ကိုစံတော်ဟာသူသားချင်းအော်ရတာကိုအယမ်းချက်တယ်။မောင်နှုဆိုတာကိုတရားရောက်ကပြောရင်ကျေးဇူးရှင်ကြီးဦးရွှေကောင်ကအလိုလိုက်လုံးလို့ ဦးရှိကုန်းရဲ့ဇနီးကအလုလိုက်လုံးလို့စရှိတဲ့ပြင်ကိုဆန်းထုံးဟာတခြားလူတွေပေါ်အပြစ်လွှဲချလိမ့်ရှိတယ်။သူနဲ့သူဇနီးမဆော့ခင်တို့လိုလိုက်တာလဲထူးမခြားနာပဲ။ကိုဆန်းထုံးဟာသူ့သားမောင်နှုကိုစိတ်ဆိုးရင် မျက်နှာကြီးမှန်ကုတ်ကုတ်လှုပ်ထားတယ်။ဒါထက် ပိုပြီးစိတ်ဆိုးလာရင်မောင်နှုကိုဘာမှမပြောဘူး။နီနာကလူတွေကိုမဲပြီးအော်လားငါလားလှုပ်တယ်။ဒါထက်မခံမရနိုင်အောင် ပိုပြီးစိတ်ဆိုးလာရင်ရှူရှူရှက်ရှက်နဲ့ ိမ်ရဲ့ပြင်ကိုထွက်သွားတာပဲဒါပေမဲ့အိမ်ပြန်လာရင်တားဆားဖို့တားကြိုက်တဲ့အစားတောက်တစ်ခုခုဝယ်လာတယ်တားကြိုက်တဲ့ပစ္စည်းတစ်ခုခုဝယ်လာတယ်ဒါမှမဟုတ်ရင်လည်းဟင်းချက်စရာတွေဝယ်လာပြီးဟင်းထူးဆန်းတွေကိုသူကိုယ်တိုင်ချက်ကျွေးတယ်ဘလောက်အလိုလိုက်တယ်ဆိုတာထင်ရှားအောင်တတကားတစ်ခုထုတ်ပြအောင်မယ်ကိုစံတော့ကချမ်းသာကြွားသူ မဟုတ်ပါဘူးဝါခဲမစည်းတဲ့မှာအထည်ဆိုင်ကလေးနဲ့ တင်နန်းပရိခေယဆိုင်ကလေးသာရှိတဲ့တာမန်ဆိုင်ပိုင်ရှင်ကလေးများသာဖြစ်ပါတယ်။ဒါပေမဲ့သူချစ်တဲ့သားမောင်နှုအတွက်ရှေ့သူမဲသူကလေးကိုချစ်ချုပ်ပြီး မြင်းနှကောင်နဲ့အမိုးဖွင့်ရထားတဲ့စင်းကိုဝယ်ပေးတယ်။ဘာခင်မမျိုးကလေးဟာတင့်တင့်ကလေးရထားစည်းစရာနေရာမရှိပါဘူး။ဒါကြောင့်ကိုစံထွန်းထက်အစာပေါင်းများသာချမ်းသာတဲ့တထေးတွေထဲမှာတော့အရှိပိုင်းက တထေကြီးဥဖေကြီးတယောက်ထဲမှာသာမြင့်ထားတစင်းရှိတယ်။သူကတော့အပျော်စီးဖို့ဝင်ထားတာမဟုတ်ပါဘူး။ဝါခေမအနောက်ဖျားမှာသူဆောက်ထားတဲ့ဖုန်ကြီးကြောင်ကြီးတချောင်းရှိတယ်။သူဟာအသက်ကြီးလာတော့အဲ့ဒီဖုန်ကြီးကြောင်ကြီးကိုအဲ့ဒီဖုန်ကြီးကြောင်ကိုမြင့်ထားနေမှသွားနိုင်တော့တယ်။အဲ့ဒါကြောင့်ယထာတစင်းကိုတူဝေထားတာဖြစ်တယ်။ကိုဆန်နှွန်းကတော့ဒီလိုသွားစီရင်ဘယ်မှမှမရှိပါဘူး။ မရှိဘူးဆိုတာလဲသူသိပါတယ်။ဒါပေမဲ့သူချစ်တဲ့သားမောင်နှုတ်အတွက် သူကတခုခုလှုပ်ပေးခြင်းနဲ့ဆန္ဒဟာသူ့မှာအင်မတန်ပြင်းပြနေတယ်။အဲ့ဒီဆန္ဒကို နှစ်သိမ့်တဲ့အနေနဲ့ရှိစုမဲ့စုကလေးကိုဆူဆောင်းပြီးအဲ့ဒီမြင်းနဲ့အဲ့ဒီယထားကိုကိုစံထွန်းစွတ်အတင်းဝင်လိုက်တာပါပဲ။သူ့မြင်းကို မိုင်းပြောက်လို့နမဲပေးထားတယ်။မိုင်းပြောက်လဲအလိုလိုက်ထားလို့ထင်ပါရဲ့။ခဆိုးဆိုးပဲ။ မိသောင်းတွေကထုတ်တိုင်းတော်တော်ဆွဲဆွဲပြီးထုတ်ရတယ်။ဒါတောင်တခြားလူထုတ်လို့မရဘူး။သူ့ကိုထိနေတဲ့ယူပပေါ်စောလိုင်းကိုတိုင်းချော့မော်ပြီးထုတ်မှရတယ်။တခြားလူဆိုရင်မိသောင်းတွေမှာအော်ဟစ်ခုံပေါက်ကန်ကြောက်နေတာပဲ။မောင်နှုတ်ရဲ့အမေမစောခင်ကတော့ကိုစံထုံးလို့မဟုတ်ပါဘူး။တခါတခါသူ့သားကိုပြောမရရင်ဒုတ်တွေ့ရင်လည်းဒုတ်နဲ့ဒုတ်မရှိရင်လည်းလက်နဲ့တအားရွယ်ပြီး မောင်နှုတ်ရဲ့ကိုကို ချိတဲ့အခါကျတော့ရေကိုဂုံးနဲ့တို့တယ်လို့အตาကလေးတို့တယ်။အဲ့ဒီလိုရိုက်နေတော့မောင်နှုရဲ့အမဝမ်ခွဲမသိမ့်ခင်အနားမှာရှိရင်အတော်ခလေးကိုသိမ့်မြိုက်ပါနဲ့ပေါက်ပြဲကုန်မယ်လို့အမြဲတမ်းဝင်ပြီးပြောလို့ရှိတယ်။ထောင်ကွာ၁၂ခုနှစ်အတွင်းမောင်နှုကိုဝါခင်မမျိုးအင်္ဂလိပ်မြန်မာအလဲတန်းကျောင်းမှာအပ်လိုက်တယ်။မောင်နှုဟာစတော်သူလည်းမဟုတ်ဘုတ်ထိုင်းထိုင်းလည်းမဟုတ်ဘူး။ နှစ်စဉ်နှစ်တိုင်းအတန်းနေဆောင်မွေးဝဲလုပ်တဲ့အခါတာမန်အောင်နဲ့ကျောင်းသားဆင်းရင်မှာ အောင်နာကအမြဲတမ်းကတ်လိုက်နေသူဖြစ်တယ်။ကျောင်းကိုရောက်တဲ့အချိန်ကစပြီးသူဟာလူကြီးတွေကိုမစဲတော့ဘူး။ကော့ပြတာတွေတခြားတနည်းနည်းနဲ့ဆော်ကားတာတွေလည်းသူ့မှာမရှိတော့ဘူး။ဒါဟာသူ့အတွက်ချူကြတဲ့အချက်တစ်ခုပဲ။အဲဒါကြောင့်နေ့တနေ့မှကျွန်တော်ဟာကိုစံထွန်းစီကိုသွားပြီး ခမည်းသားဟာအခုလူကြီးတွေကိုမစဲတော့ဘူး။ကော့လည်းမပြတော့ဘူး။ စော်လဲမစော်ကားတော့ဘူးခမားသိထားပြီးကြည့်မိရဲ့လားလို့ကျွန်တော်မေးတယ်ကိုစံထွန်းကအေးသတိထားမိရဲ့မောင်နှုကအဲ့ဒါဟာခမားသားအတွက်အရေးကြီးတဲ့ထူးခြားချက်တစ်ခုပဲကိုစံထွန်းကဘလို့အရေးကြီးတဲ့ထူးခြားချက်မျိုးလဲကွာမောင်နှုကခမားရင်သားငကိုစရင်ထဲမှာစိုးရက်စိတ်ရှိနေလူကြီးတွေကိုအခုထိဆက်ပြီးစော်ကားနေဦးမှာပဲအခုမစော်ကားတော့တာကိုထောက်ကြည့်ရင် အရင်တုန်းကစော်ကားခဲ့တာဟာသူ့ကိုယ်တိုင်ကစိုးလို့မဟုတ်ဘူးသူ့ဘာကြီးကမြှောက်ပေးခဲ့လို့ဆိုတာထင်ရှားနေတယ်အဲ့ဒီတော့ခမရသားဟာလူဆိုးမဟုတ်ဘူးကောင်းတဲ့ပဝန်းကျင်ထဲမှာထားနိုင်ရင် လူအောင်လေးဖြစ်လာလိမ့်မယ်စိုးတဲ့ပဝန်းကျင်ထဲမှာထားရင်လူဆိုးကလေးဖြစ်သွားနိုင်စရာအကြောင်းရှိတယ်လို့ကျွန်တော်ယူဆတယ်ဒါပေမဲ့ခုပြောတာဟာအတီးတော့မဟုတ်သေးဘူးငါးနှစ်သားဆိုတာငယ်သေးတယ်နောက်ထပ်နည်းနည်းလောက်စောင့်ကြည့်ချင်သေးတယ် ဟာနှစ်သားမှကိုးနှစ်သားအထိမောင်နှုဟာ ကောင်းတာကိုလည်းထူးထူးခြားခြားမတွေ့ရဆိုးတာကိုလည်းထူးထူးခြားခြားမတွေ့ရကိုးနှစ်သားဖြစ်လာတဲ့အခါမောင်နှုဟာလေးတန်းကိုရောက်နေပြီအဲ့ဒီတော့မောင်နှုမှာကျောင်းသားတငယ်ချင်းတွေလည်းရှေးကထက်ပေါ်လာတယ်။အယက်သားမိတ်ဆွေတွေလည်းရှေးကထက်ပေါ်လာတယ်။ဒီအယက်သားမိတ်ဆွေတွေထဲမှာပန်းရီဆိုတဲ့မိတ်ဆွေဟာအခြားမိတ်ဆွေတွေထက်ထူးခြားတယ်။အဲဒါကြောင့် ဒီနေရာမှာပန်းရည်အကြောင်းကိုနည်းနည်းလောက်ဖော်ပြသင့်တယ်။ပန်းရည်ဟာပင်လယ်ပိုင်းကအလौကျန်းသမားတစ်ဦးဖြစ်တယ်။ပင်လယ်ကုန်းလေတစ်စင်းမှာလှေထိုးသားအဖြစ်နဲ့ဝါးခဲမကိုရောက်လာတယ်။ငှက်ဖြားယောဂအပြင်းထန်ဖြစ်တာနဲ့သူ့လေတကြီးဟာသူ့ကိုဆေးရုံတင်နေ။သူ့ဆေးရုံက မစင်းခင်လှေထွက်သွားတယ်။ဆေးရုံကဆင်းတဲ့အခါကိုစံထုံးနဲ့တွေ့ပြီးသမင်းချက်အဖြစ်နဲ့အိမ်ကိုရောက်လာတယ်။ ။ပန်းကြီးဟာမောင်နှုထက်15နှစ်လောက်ကြီးတယ်။ပန်းကြီးဟာအလုတ်သိပ်လုတ်။ထမင်းချက်ဆိုပေမဲ့အားရနဲ့တပြိုင်နက်လကားထိုင်မနေဘူး။ရေထန်းနဲ့အဝတ်ဖွတ်တယ်။အိမ်မှာတန်ရှင်းရေးလုပ်တယ်။အိမ်ရှိကပန်းညံကလေးထဲမှာတပင်ရေးလောင်းတယ်။ဆိုင်ထွက်နေတဲ့မစောခင်စီကို ထမင်းပို့တယ်။မောင်နှုနဲ့သူ့ထက်တနှစ်ငယ်တဲ့ညီမောင်ဥတို့ကိုကြောင်းလိုက်ပို့တယ်။ကြောင်းကပြန်ရင်သွားကြိုတယ်။ရေစကားနဲ့ပြောရရင်ပန်းကြီးဟာဖင်သိပ်ပေါ့တယ်။ အဲ့လိုဖင်ပေါ်တာကြောင့်ညဘက်အလုပ်ပြီးချိန်မှာသူဟာကစော်နေနေတောက်လေးရှိတာကိုအိမ်သူအိမ်သားတွေကမကြိုက်ပေမဲ့ဘာမှမပြောကြဘူးလစ်လို့ရှူထားကြတယ်တခါမှတော့ပန်းကြီးဟာပုံညာကောတလအတင်းရဲ့ကထိန်မှာပတ်စာခွာဖြာသိမ်းတဲ့အထိမနေမနာသွားပြီးကူတဲ့အတွက်အတင်းလူကြီးတဦးဖြစ်တဲ့ဥလူကလေးကပန်းကြီးကိုသူတို့လူကြီးတွေတောက်ပြီးလို့ပလင်းထဲမှာနည်းနည်းကျန်နေသေးတယ် မြင့်ကျူတစိပ်ဘီလက်အရက်ကိုပေးလိုက်တယ်။ပန်းရီဟာဘီလက်အရက်ကိုခွင်ကောင်းရမှကြကြနာနာတောက်မယ်ဆိုပြီးအိမ်ရင်ပြင်မဲ့ထန်းစဉ်နဲ့ကတ်ဆောက်ထားတဲ့သူ့အခန်းကလေးထဲမှာတင်ထားတယ်။ညတညရောက်တဲ့အခါမန္တလေးကတရားဟောကောင်းနဲ့ဆရာတော်ဘာပုံညာကောဒလာအတင်းမှာတရားဟောတယ်။ဒေါ်ကြီးဟာနားလေးနေတဲ့အတွက်တရားပွဲကိုမသွားနိုင်ဘူး။အဲဒါကြောင့်အိမ်မှာအိမ်ဆောင်အဖြစ်ဒေါ်ကြီးမောင်နှုမောင်ဥနဲ့ ပန်းရီတို့ပဲ ကြံရစ်တယ်။ညတိုင်း9နာရီလောက်မှာ မောင်နှုနဲ့မောင်ဦးတို့အိပ်ရာဝင်ကြတယ်။မဝင်ခင်ပန်းရီဟာသူတို့ကိုအိမ်သာလဲခေါ်သွားပြီးသေးတယ်ရတယ်။အဲ့ဒီညမှာအိမ်သာကအပြန်ပန်းရီဟာမောင်ဦးကိုအိပ်ရာအောင်လွှတ်လိုက်ပြီးမောင်နှုကိုသူ့အခန်းထဲလက်တို့ခေါ်သွားလိုက်တယ်။အခန်းထဲရောက်တဲ့အခါအခန်းတကားကိုပိတ်လိုက်ပြီးပန်းရီဟာတခွားသီးတစ်လုံးရဲ့ထိတ်ကိုဓားနဲ့ဖြတ်လိုက်တယ်။ အဲ့ဒီထိတ်နဲ့တခွားသီးရဲ့ဖြတ်ထားတဲ့နေရာကိုပုတ်ပေးတဲ့အခါအစေးတွေထွက်လာတယ်။အဲ့ဒီအစေးတွေကို ရေစင်အောင်ဆေးပစ်လိုက်ပြီးပန်းရင်ဟာတခွားသီးကိုအစိတ်စိတ်ကလေးတွေဖြစ်အောင်လှီးတယ်။နောက်ပြီးတော့မှ အသေးလုံထားတဲ့ဖန်ခွက်တစ်ခွက်သေးကိုဘီလက်အရက်လက်တလုံးမရှိတရှိလောက်ထည့်ပေးတယ်။အဲ့ဒီအရက်ကိုမှမောင်နှူးတောင်းနိုင်အောင်တံမရနဲ့တကြားဖြော်ရည်တွေရောပြီးဖြော်ပေးတယ်။သူရဲ့ညွှန်ကြားပြသချက်အရမောင်နှူးဟာ အရက်ကိုတခွာသည်အမီးနဲ့တောက်ရတယ်။အဲ့ဒီအချိန်ကစပြီးမောင်နှုနဲ့ပန်းရီတို့ဟာမိတ်ဆွေရင်းချတွေဖြစ်သွားကြတယ်။ပန်းရီမှာ စေတနာရှိပေမဲ့လူကြီးတွေတည်သွားမှာစိုးတဲ့အတွက်ပန်းရီဟာမောင်နှုကိုတူတောက်တလို့ညာတိုင်းအရင်မတိုက်နိုင်ဘူး။လူကြီးတွေလစ်တဲ့အခါမျိုးမှသာမောင်နှုကိုအခမ်းနဲ့လက်တို့ခေါ်သွားခွင့်ရတယ်။ပြီးလက်ရက်ကုန်းတဲ့အခါပန်းရီနဲ့မောင်နှုတို့ဟာ ကစော်ဘက်ကိုလှည့်ကြရပြန်တယ်။မောင်နှုတ်အတွက်ကစော်ဟာတိတ်လဲမများ။အဲ့ဒီအထဲမှာတမယာရီတွေခမားများနဲ့ရောပေးထားတဲ့အတွက်မောင်နှုတ်အဖို့အဝေမဆိုးလာဘူး။ပလင်းမိတ်ဆွေတွေအဖြစ်ပန်းရင်နဲ့မောင်နှုတ်တို့ဟာအတော်ရင်းနှီးလာတဲ့အခါပန်းရင်ဟာရှေ့ကိုခြေစလန်းတွူလိုက်တဲ့အနေနဲ့မောင်နှုတ်ကိုသူ့အမေဆိုင်ကပတ်စံခိုးခိုင်းတယ်။မောင်နှုတ်ကနှစ်ရက်တခါသုံးရက်တခါ ုခိုးပေးရတယ်။တခါတလေတစ်ချက်နှစ်ချက်တခါတလေလေးငါချက်တခါတလေတစ်ဆယ်ချက်ကျော်လောက်ထိခိုးလို့ရလာတယ်။အရာတွေအကုန်လုံးပန်းရီကိုပေးလိုက်ရတယ်။ခိုးရမှာမလုံးရှိအောင် မောင်နှုကိုပန်းရီကဒီပစံနဲ့ငါဝယ်ပေးမယ်။ဘာလို့ခြင်းတလဲလို့မေးတယ်။မောင်နှုကကလေးတွေကစားတဲ့ဘောလုံးနဲ့မောင်းချတာကိုလိုချင်တယ်လို့ပြောတယ်။ပန်းကြီးကလူပါ အဲ့ဒီတော့မောင်နှုခိုးပေးလိုက်တဲ့ပတ်စံနဲ့မဝယ်ဘူးဘောလုံးနဲ့မောင်းချတာကို ခိုးတက်အောင်မောင်နှုကိုတင်မေးတယ်တင်မုံကဒီလိုဘာခင်မစည်းတဲကလေးတော့မုံတရန်ရှိတဲ့အထယ်စည်းုံကြီးတဲကိုဝင်းဖို့အရှိတ်ဘက်မှာ၄ပေါက်အနောက်ဘက်မှာ၄ပေါက်ဝင်းပေါက်ပေါင်း၈ပေါက်ရှိတယ်အဲ့ဒီအဝင်ဝတွေမှာကျူလရကုံတုံဆိုင်ကလေးတွေရှိတယ်အဲ့ဒီကျူလရတွေဟာမွတ်စလင်တွေဖြစ်တဲ့အတွက်တောက်ကြနေတိုင်း နေ့လေတစ်ချက်ဒီမှာသူတို့ရဲ့ဆိုင်နေကို ဖွင့်တယ်။မောင်နှုတ်ရဲ့အမေမစောခင်ရဲ့အထယ်ဆိုင်နှန်းကိုဝင်းနဲ့အပေါဝါမှာကျူလီယာကုံဆောင်ဆိုင်တစ်ဆိုင်ရှိတယ်။ပန်းကြီးဟာမစောခင်မှုနေ့စဉ်ထမင်းပို့ရတဲ့အတွက်တောက်ကြနေတိုင်းမှာဒီဆိုင်ရဲ့အနေထားကိုလေ့လာခွင့်ရတယ်။အဲဒါကြောင့်ဒီဆိုင်ရဲ့ပြောက်ွက်ဟာဗမာရှိတယ်ဆိုတာသူကောက်ကောက်သိတယ်။ဒီဆိုင်ကလေးတွေရဲ့နောက်ကျောဟာအထယ်ဈေးရုံကြီးရဲ့နိုင်ရန်ဖြစ်တယ်။ အဲ့ဒီနေရန်ကိုကပ်ပြီးအင်္ဂလိပ်ဆိုင်ကုံကလေးတွေစောက်ထားတယ်။အဲ့ဒီဆိုင်ကုံတစ်ခုပေါ်မှာကုံတုံဆိုင်တစ်ခုကြစီဂျူလီယာကလားတွေကကုံတုံဆိုင်ကလေးတွေဖွင့်ကြတယ်။ဒီဆိုင်တွေရဲ့တကားဟာပြင်းများတစ်ချက်စီဆက်ထားတဲ့တကားအရှင်ဖြစ်တယ်။ဆိုင်ပိတ်ချိန်ကြရင်အဲ့ဒီပြင်းများတွေကိုဆိုင်ကုံအောက်ကထုတ်ဆိုင်ရဲ့ဘေးနှက်ဖက်နဲ့ရှေ့မှာသူတို့ကို ထိန်းထားပေးဖို့ကတ်ထားတဲ့တသားတွေရဲ့ကြားထဲထည့်လိုက်ပြီး ။ညောင်းလက်တထားတဲ့ပြင်းများနှစ်ချက်ကိုတော့ခတ်လိုက်တာပါပဲ။ဆိုင်ဖွင့်တင်ကြရင်တော့ခလောက်ကိုဖွင့်ပြင်းများတစ်ချက်စီထုတ်ပြီးဆိုင်ခုံအောက်တွင်းထလိုက်ကြတယ်။နှစ်တွေကြာလာတော့ဒီပြင်းများတွေထဲမှာကျုံတဲ့ဟာကကျုံ၊လိပ်တဲ့ဟာလိပ်၊ကောက်တဲ့ဟာကောက်ကုန်ကြတယ်။ဒီပြင်းများတွေထဲကတချို့ပြင်းများကိုအားကောင်းကောင်းနဲ့ဖိပြီးတွန်းလိုက်ရင်ခလေးလက်တစ်ချောင်းဝင်နိုင်အောင် အပေါက်ကလေးဖြစ်သွားတယ်။ မောင်နှုတ်လိုချင်တဲ့ဘောလုံးတွေကိုပိုက်ကွန်လိုဟာမျိုးနဲ့ထုတ်ပြီးဆိုင်ရဲ့မျက်နှာချက်မှာဆွဲထားတယ်။မောင်းချဓာတ်ကလေးတွေကြတော့ဆိုင်ကုန်ပေါ်မှာတင်ထားတယ်။အဲ့ဒီတော့ဘောလုံးကိုခိုးကြည့်ရင်ပန်းကြီးဟာသူ့ကုတ်ပေါ်မှာမောင်နှုတ်ကိုခွအထိုင်ခိုင်းပြီးသူကခွေးချေတစ်ခုပေါ်မှာရက်ရတယ်။ပြီးတော့မှတကားတစ်ချက်ကိုသူတအားဖိတွန်းတယ်။ပွင့်လာတဲ့အပေါက်ကလေးကမောင်နှုတ်ဟာဘောလုံးကိုခိုးရတယ်။ မောင်းချတာကိုခိုးတဲ့အခါမှာတော့ဒီလောက်ခက်ခဲရင်းမကြရဘူး။ပြင်းများရဲ့အောက်ပိုင်းကိုပန်းရီကဖိတွန်းပေးပြီးမောင်နှုကအသားကလေးနှိုက်ယူရတာပါပဲ။ခိုးရင်ဒီဘဝမှာထောင်ကျနိုင်နေ။နောင်ဘဝမှာငယ်ရေးကျနိုင်နေဆိုတာတွေကိုမောင်နှုမကြဘူးဘူး။အဲဒါကြောင့်ဒီလိုခိုးရတာကိုတိတ်ပျော်ပြီးတော့ခိုးရအောင်ပန်းရီကိုခဏခဏပူစားတယ်။ဒါပေမဲ့ခိုးခြင်းရင်ဈေးမရှိခင်6နာရီနဲ့6နာရီခွဲလောက်အတွင်းမှာခိုးရတယ်။ အဲ့ဒီချိန်မှာမောင်နှုတ်ရဲ့အမဝမ်းခွဲမသိနေကိုယ်တိုင်ကိုကဲပြီးအတင်းစာကြည့်ခိုင်းရတယ်ဆိုတော့မောင်နှုတ်ဟာခိုးကျင်တိုင်းခိုးခွင့်မရရှာဘူးတလနှစ်လကြာမှတစ်ခါလောက်ပဲရတယ်နောက်ထပ်သုံးနေလောက်ခိုးပြီးတဲ့အခါခိုးနေတာကိုမြင်ရတဲ့မိတ်ဆွေတယောက်ကပြန်ပြောကြတယ်ထင်ပါရဲ့ဆိုင်ရှင်ဂျူလီယာကလားတွေတည်သွားကြတယ်သူတို့ကမောင်နှုတ်ရဲ့မိဘတွေကို တိုင်ကြတဲ့အတွက် နောက်ထပ်ခိုးခွင့်မရတော့ဘူး အဲ့ဒါကြောင့်ပန်းရီရဲ့ခြေဦးဟာတစ်ဖက်ကိုဒီလိုလှည့်သွားပြန်တယ်။ဘာခင်မကန်နာလန်ညာစည်းတန်းမှာအတုံးရောင်းနဲ့တရုတ်ဆိုင်တစ်ဆိုင်ရှိတယ်။ဒီဆိုင်ရှင်တရုတ်ဟာတွတ်လင်ပန်းကြီးထဲမှာအသားမျိုးစုံထည့်ထားပြီးဝယ်ဆောင်သူလာရင်ကြိုက်ရအသားကိုတုံကျွေးတယ်။ညာတော်အဖြစ်ဒီတရုတ်ဟာဘိန်းငိုက်နေတယ်။အဲ့ဒါကြောင့်ပန်းရီနဲ့မောင်နှုဟာအဲ့ဒီဆိုင်မှာတပဲဘိုးစီလောက်စားပြီးတရုတ်ဘိန်းအငိုက်မှာတွတ်လင်ပန်းတွေကသူတို့ကြိုက်ရအသားတွေကို တို့ပကံနဲ့ခုတ်ခုတ်ထဲကြတယ်။ဝါတော်မှာထပြန်ကြတာပဲ။အဲ့ဒီတရုတ်ဆိုင်မှာခိုးရတာဟာပိုင်ရှင်ကိုရှေ့မှာထားပြီးခိုးရတာကြောင့်ဂျူလီယာကလားဆိုင်မှာခိုးရတာအထက်ပိုပြီးကြီးကျယ်တယ်။ခက်ခဲတယ်။တတိနဲ့အဆန်ပိုလိုတယ်လို့ပန်းကြီးကမောင်နှုတ်ကိုလှိမ့်ထားတယ်။အဲ့ဒီလှိမ့်တာကိုအဟုတ်ကြီးထင်နေတဲ့အတွက်သူဟာကြီးကျယ်တဲ့ခက်ခဲတဲ့အလောက်ကြီးတစ်ခုကိုလောက်ရပေးပြီ။ တတိနဲ့အစွမ်းရှိတဲ့လူတယောက်ဖြစ်နေပြီလို့ယူဆပြီးမောင်နှုဟာဝမ်းမြောက်ဝမ်းသာဖြစ်နေတယ်။နည်းနည်းဘဝင်မြင့်ကျင်တလို့လို့ကိုဖြစ်လာတယ်။နောက်များမကြမီပန်းဤအုံနောက်ထင်းမှာအကြံသစ်တစ်ခုပေါ်လာပြန်တယ်။ဒီအကြံသစ်အရာမိဖို့ချောင်းရဲ့လက်တလုံးစီလောက်ကျင်းနေတဲ့ပြင်းွေချားတွေကပဆန်ချိုးကိုဂွင်းလျှော့လုပ်ပြီးမြေကြီးပေါ်ချထားတယ်။အဲ့ဒီဂွင်းလျှော့ထဲမှာဆန်၄၅စီကျဲထားတယ်။ မိဘအောက်ကိုရောက်လာတဲ့အိမ်ကြီးချင်းအိမ်ကကြက်တွေဟာခွင်းချောတွေကစံကို စားတာနဲ့တပြိုင်နက်ပန်းကြီးဟာကျိုးကိုတအားတုတ်ဆွဲလိုက်တယ်။မောင်နှုက ခွင်းချောထဲမှာမိနေတဲ့ကြက်ကိုစင်ပြီးဖမ်းရတယ်။ပြီးတော့မှသူတို့နှစ်ယောက်ချက်ပြီးတချို့ကို ထမင်းနဲ့စားတယ်။တချို့ကိုကစော်နဲ့မြည်ကြတယ်။ဒီအကြံသစ်ဟာဘဲသားတို့ရောင်းတဲ့တရုတ်ကြီးကုသိုလ်ကောင်းမှုဖြစ်လာရတယ်။အိမ်မှာကြက်သားကိုဗိုက်ကားအောင် တုတ်နေကြတဲ့အတွက်မတူတော်နှစ်ယောက်ဟာ ညာစည်းတန်းကိုခါတိုင်းလွန်သွားပြီးခိုးစားဖို့မလိုတော့ဘူး။နောင်များမကြခင်ပန်းရင်နဲ့မောင်နှုတို့ဟာထိုင်ပြီးကစောတောက်နေကြရင်ပန်းရင်ကဟိတ်ကောင်မောင်နှုမင်းလင်မယားလောက်တန်းကစားပါလားလို့အကြံပေးလိုက်တယ်။ဘလို့ကစားရမလဲ။ဒီကောင်ဟာစောက်အပဲ။လင်မယားလောက်တန်းကစားရတယ်ဆိုတာဒီလိုလုပ်ရတယ်ကွလို့အစချီပြီးသူ့တက်တဲ့ရွေးနီးမျိုးစုံကိုရှောက်တင်တော့တာပါပဲ။ဒီတော့ကြာအောင် ပေါင်းလာပြီးတဲ့အခါမောင်နှုဟာ ပန်းရီကိုအတော်ကြီးကြည်ညိုနေပြီတော်တော်ဆွမ်းနေလူအကြံကောင်းညံကောင်းတွေကိုအများကြီးပေးနိုင်တဲ့လူလို့သူ့စိတ်ထဲမှာယူဆထားပြီးပြီအဲဒါကြောင့်ပန်းရီပြောပြီးတဲ့အခါခါတိုင်းထက်ပိုပြီးကြည်ညိုနေစိတ်နဲ့ဘသူနဲ့ကစားရမလဲလို့မောင်နှုကပြန်မိတယ်အဲ့ဒီအချိန်ကမောင်နှုတို့အိမ်မှာအစေကံမိန်းကလေးနှစ်ယောက်ရှိတယ်တစ်ယောက်ကအသက်20လောက်ရှိနေပြီတယောက်ကတော့မောင်နှုနဲ့ရွယ်တူလောက်ပဲကိုးနှစ်ကျော်ကျော်လောက်သာရှိသေးတယ် သူရဲ့နာမည်အမှန်ကို မပြောချင်ဘူးအဲ့ဒီတော့အကြီးကိုမဲတင်အငယ်ကိုလှကျွေလို့ပဲခေါ်ကြပါစို့ပန်းကြီးဟာနောက်တနေ့ကျတော့လှကျွေရဲ့ပကံလေးကိုဟင်းနေအများကြီးထည့်ပေးရင်လှကျွေငါပြောတဲ့စကားကိုနေနားထောင်နော်နင့်ကိုနေ့တိုင်းဒီလိုပဲဟင်းနေအများကြီးကို ပေးမယ်လို့ပြောတယ်လှကျွေက ဟုတ်ကဲ့လို့ဖြေတယ်သမင်းစားပြီးတဲ့အခါပန်းကြီးဟာလှကျွေကိုပတ်စံတပြားပေးတယ်လှကျွေဟာသိတ်ဝမ်းသာသွားတယ် ။နောက်ကိုလည်းသုံးလေးရက်ချက်ပြီးပန်းကြီးဟာလှကြွေကိုဒီလိုပဲလော့ကိုလုတ်တယ်။စနေနေ့ရောက်လာတဲ့အခါနေ့လယ်တစ်ချက်တီးလောက်မှာကိုစံထွန်းမစောခင်တို့ကဆိုင်မှာရှိနေတယ်။ဒေါ်ကြီးကအိတ်နေတယ်။မသိန်းတွေနဲ့မေဒင်တို့ကဈေးထွက်ဝယ်ကြတယ်။မောင်တို့ရဲ့ညီမောင်ဦးကလည်းအိမ်ရှိမှာဖန်တို့ပြစ်တမ်းကစားနေတယ်။ပန်းကြီးဟာလှကြွေနဲ့မောင်တို့ကိုနင်တို့လင်မယားလောက်တန်းကစားရမယ်လို့ပြောပြီး သူ့အခန်းထဲကဂျိလက်လေးတစ်တက်ချင်းစော်နံနေတဲ့သူ့ချင်အောင်နဲ့တွင်းမိလိုက်တယ်။နှစ်ဦးစလုံးဟာခလေးတွေရှိကြသေးတာပဲ။အဲ့ဒီတော့ပန်းရီကဘာတွေကိုပဲတင်ပေးတင်ပေးသူတို့နှစ်ဦးရဲ့လင်မယားလောက်တန်းကစားတာဟာလူကြီးတွေကစားတာမျိုးတော့ဘယ်ဖြစ်မလဲ။ခလေးကစားတာမျိုးလောက်ပဲဖြစ်တာပေါ့။တနေ့မှပန်းရီဟာအိမ်ကိုတပြက်စီလဲရင်အိမ်ခေါင်းရင်းကစပွဲကုံတစ်ခုပေါ်မှာငွေရင်းကားတွေနဲ့ငွေဆက်ကူတွေကိုတွေ့ရတယ်။ အလုံးပေါင်းတရာဘိုးလောက်ရှိလိမ့်မယ်။အဲ့ဒီငွေတွေကိုသူ့လိုချင်တယ်။အဲ့ဒါကြောင့်မောင်နှုကိုခေါ်ပြီးဒီငွေတွေကိုခိုးဟိုင်းတယ်။မောင်နှုကလည်းပန်းရီပြောတိုင်းလုပ်တာပဲ။မောင်နှုရဲ့ဦးလေးကိုဘဟာမောင်နှုတို့ကြောင်းမှာလေးတန်းပြဆရာလုပ်နေတယ်။အဲ့ဒီငွေတွေဟာကြောင်းပိုင်ငွေတွေလွန်ခဲ့တဲ့နေ့ကကြောင်းစရေးအိမ်ပြန်သွားတဲ့အတွက်မအပ်ရသေးပဲအိမ်ကိုယူလာတာဖြစ်တယ်။နောက်တဲ့နေ့ကြောင်းသားကဏီမှာငွေတွေကိုရှာမတွေ့တဲ့အတွက် ကိုဘဟာမောင်နှုနဲ့မအုပ်ကိုခေါ်ပြီးမေးတယ်။မအုပ်ဒီဘော်ကငွေတွေကိုယူသလား။ကျွန်တော်မယူဘူးဦးလေး။မောင်နှုမင်းယူသလား။ယူတယ်။ဘယ်မှလဲ။ကိုပန်းကြီးစီမ။ပန်းကြီးမောင်နှုပေးထားတဲ့ငွေတွေဘယ်မှလဲ။ကျွန်တော်မသိဘူး။ခလေးကမင်းကိုပေးထားတယ်လို့ပြောနေပြီးမင်းမလိမ်နဲ့။ကျွန်တော်မလိမ်ဘူး။ဟဲ့ကောင်မောင်နှုမင်းဘာမဟုတ်တာတွေရှောက်ပြောနေတယ်လဲ။ မျက်လုံးပြူးပြီးမင်းငါ့ကိုငွေပေးသလားပေးတယ်မင်းမလိန်နဲ့မလိန်ဘူးဟဲ့ကောင်ပန်းကြီးအခုငွေထုတ်ပေးရင် မင်းတက်တာမယ်ခက်တိုင်ပြီးမှဆိုရင်မင်းဒုက္ခရောက်လိမ့်မယ်ကျွန်တော်မှမသိပဲကိုဘာခက်တိုင်တဲ့အတွက်ခက်ကစာတင်တယောက်လိုက်လာပြီးပန်းကြီးကိုခေါ်သွားတယ်ခက်ကိုရောက်တဲ့အခါဘေးကိုလက်သီးနဲ့၃လချက်လောက်ပဲထိုးရသေးတယ်ပွက်ထားတဲ့ငွေကိုပြပါမယ်ဖြစ်တာပါပဲ။ ငွေပြန်ရပြီးတဲ့နောက်ဦးလေးဟာသူ့ကိုကိုစံထွန်းကိုအချိုးအချောင်းရှင်းပြပြီးပန်းရီကိုနှိမ်ထုတ်ပစ်လိုက်တယ်။အမှုဆက်မလုပ်တော့ပါဘူး။ပန်းရီထထသွားလို့သုံးလေးရက်လောက်ကြားတဲ့အခါမိဖို့ထဲမှာထမင်းချက်နေမယ်တင်ကမသိနိုင်ဘူးဒီလိုစပြောတယ်။တင်တင်ရဲ့ကိုပန်းရီကိုနှိမ်ထုတ်ပစ်လိုက်တာကျမတိတ်ဝမ်းသာတာပဲ။ဒီလူဟာမကောင်းဘူး။လူယုံမှာမောင်တို့ကိုသူ့ခန်းထဲခေါ်ပြီးအရဲချော့ချော့တိုက်တယ်။ဘယ်တော့မှလဲ။ ။တင်တင်ရဲ့လူတိုက်နေတာကြာပါပြီ။ညီငါကိုဘာဖြစ်လို့ချက်ချင်းမတိုင်ကြလဲ။မောင်နှုတ်ရိုက်ခံရမှာတနာလို့။ညီကလည်းအေးချက်ချင်းတိုင်ရောပေါ့။ဒါထက်ဆိုးရအောင်ရှိသေးတယ်။တင်တင်ကိုကျမအခုမှဖွင့်ပြောမယ်။ဘာလဲ။ဒီပန်းရီဆိုတဲ့အကောင်ဟာကျမကိုလူပြိုစကားပြောတယ်။ညဘက်မှာလူကြီးတွေအိပ်ပျော်နေတော့သူ့အခန်းမှာသူနဲ့လာအိပ်ဖို့ခဏခဏခေါ်တယ်။ ူခေါ်တိုင်းကျမကသူ့ကိုမအေးနယ်ကြီးပဲကလော်တုတ်တာပဲမယ်တင်ရဲ့ငါ့ကိုချက်ချင်းတိုင်ရောပေါ့တနေ့မှာတော့မိဖို့ထဲမှာ တနေ့မှာတော့မိဖို့ထဲမှာကျမလက်ကိုဆွဲတယ်ကျမကဘယ်ခံမှမလဲမအေးနဲ့ကလော်တုတ်ပြီးပါပြန်ရိုက်တာပေါ့အဲ့ဒီတော့သူကကျမကိုစောက်ကမြင်းမလို့လဲဆဲတယ်နင်ကောင်းကောင်းတတိထားနစ်ချင်အောင်လေးကိုငါမောင်နှုတ်ကိုလှုပ်လိုက်မယ်လို့ကျမကိုကျင်းနေနောက်နှစ်ရက်လောက်ကြာတော့တကောင်ကြော်ကြော်လောက်မှာ မောင်နှုတ်ကျမချက်အောင်နဲ့ဝင်လာပြီးကျမကိုအတင်းဖတ်ထားတယ်။ကျမလန့်နိုးပြီးသူ့ကိုတွန့်ပစ်လိုက်တယ်။ပထမတော့အိမ်မက်မက်တလိုလိုဖြစ်နေတယ်။နောက်မောင်နှုတ်မန်းသိတော့မှဒီကောင်လေးဒီမှာမပါလို့တာလဲ။နေ့အရာနေပြန်သွားတင်းတင်းကိုအော်တိုင်လိုက်ရမလားဆိုတော့မှမောင်နှုတ်ထွက်သွားတယ်။ပန်းရင်လွတ်လိုက်တာဖြစ်မှာပေါ့။ဒါပေါ်တင်းတင်းရဲ့ဒီကဟာအလောက်တော့လောက်ပါရဲ့။ဒါပေမဲ့သိရှုပ်တယ် သူ့ကိုနှင်ပြစ်လိုက်တာကျမတိတ်ဝမ်းသာတာပဲဒီလိုဟာတွေဖြစ်ဖြစ်ချင်းငါ့ကိုညှိတန်ရောက်ပါအေးဒါတွေငါ့အိမ်မှာဖြစ်တာငါမကြိုက်ဘူးကျောင်းကပြန်လာတဲ့အခါကျောင်းကပြန်လာတဲ့အခါမသိန်းတင်ဟာမောင်နှုတ်ကိုခေါ်လိုက်တယ်မသိန်းတင်ဟာအင်မတန်စီကံကြီးတယ်အပြစ်ရှိရင်လည်းမညာဘူးခေါင်းကိုသူ့လက်နဲ့ခောက်တဲ့အခါခောက်ပေါင်ကိုဆွဲလိုက်တဲ့အခါလိန်ကျမွေးတစ်ပြက်စီးနဲ့ရိုက်တဲ့အခါရိုက်တဲ့အတွက်အဖေကိုလည်းမကြောက် အမေကလည်းမကြအမေရဲ့အမကြီးဒေါ်ကြီးဆိုရင်ဖောက်လေတဲ့ငပိရှိရလို့တော့မမှတ်တဲ့မောင်နှုနဲ့မောင်ဦးတို့ညီကိုနှစ်ယောက်ဟာမသိနေငုံတိတ်ကြောက်တယ်မောင်နှုမင်းပန်းရိုက်တဲ့ရက်ကိုတောက်တလားတောက်တယ်ဘယ်နှခါလောက်ရှိတယ်လဲခဏခဏပဲမေတင်ရဲ့ခြံောင်လေးကိုလည်းမင်းဝင်နေလို့ကြားရတယ်ဟုတ်တလားဟုတ်တယ်သွားကျမွေးတပြည့်စီကိုသွားယူခဲ့ တင်တင်ရဲ့မောင်နှုတ်ဟာကလေးပဲရှိပါသေးတယ်ဒီတစ်ခါတော့ချမ်းသာပေးပါမယ်တင်ညီးအတာနေမောင်နှုတ်ဘတ်တို့သွားမောင်နှုတ်ဘတ်တို့လှဲ့၍သွားကြမွေးတစ်ပြက်စီကိုသွားယူချေမောင်နှုတ်ဟာကြမွေးတစ်ပြက်စီကိုယူလာရတယ်မသိန်းတင်ဟာကြမွေးတစ်ပြက်စီကိုကြမွေးဘက်ကအကိုင်းနောက်ကိုဒါမျိုးမလုံနဲ့လို့ဆုံးမပြီးမောင်နှုတ်ရဲ့တင်မားကိုငားချက်ရိုက်တယ် မောင်နှုတ်ဟာမသိန်းနေကိုတော့ကြောက်တယ်။ဒါပေမဲ့မသိန်းနေကခောက်ခောက်လိန်လိန်ရိုက်ရိုက်ဘတော့မှမငိုဘူး။မသိန်းနေရိုက်တာကိုဒေါ်ကြီးတီသွားတဲ့အခါသူ့တို့ချစ်ရဲ့တင်ပါးကအရှိုးတွေကို ကြည်ပြီးညက်ရီကြာရှာတယ်။အဆုံးထိနားဆင်ပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်။အခုလိုစာအုပ်ကိုအတန်းဖြင့်နားဆင်လိုပါက ကျမတို့ရဲ့ YouTube channel လေးကို like and subscribe လုပ်ခဲ့ပါရှင်။